ေယောအလုံးပဲမင်္ဂလာပါမလ22ရက်နေ့ရက်ညနေပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်းတင်ဆက်တော့မှာဖြစ်ပါတယ်ပြီးမှနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးအခုချင်းထိအားပေးနေတဲ့တုံ့ပြန်ချင်းတွေအလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ကျွန်တော် channel ကို subscribe မလုပ်သေးရင်ကျေးဇူးပြုပြီးတော့လောက်ပေးကြပါလို့လည်းတောင်းဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင် မလစကူယနေ့တွေမွန်ပီနေတထုံမြောက်တွေလူငယ်များကိုပေါ်တာဆွဲဖန်စီရန်အချမ်းဖက်စစ်တပ်အားနေအိမ်များလိုက်လံပြတ်သားနေသည့်စစ်မှုထမ်းထောင်ကြီးစိုးနှင့်ချွေးမပစ်သူတို့ကိုဖန်စီရန်လာစဉ်ခုခံထွက်ပြေး၍ပိကဖန်စီရမနှကောင်လုံးတေဆုံခေချောင်းပီတူဖက်တိုတာအဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့တည်နောက်တည်ရှမ်ပီနေမြောက်ပိုင်းတိုက်ရမြောက်တွေတရုတ်ချက်ဖြက်ငွေလင်ကိုင်းမြတ်နဲ့ပတ်သက်မှုကြောင့် ဖန်စီခံရသောအရှိမြုပ်တိုင်းစစ်ဌာန၆ရမခတိုင်းမှုဟောင်းဘူချုံမင်းကျော်ထွန်းကိုစစ်ဆေးရမှမူရစေဝနဲ့လက်နက်တေယူမှုများပါပုတ်ပုတ်ပြီး၎င်းနှင့်ပတ်သက်တော့ပင်းညင်းဆန်ကလိုင်းနှင့်ကားမြောက်ကိုပါစစ်ကောင်စီကပိတ်ပင်တင်းယူလိုက်ကြောင်းတက်တရင်မြင့်ကပြောဆိုထားပါတယ်။ကောင်းလေးတဲ့တဲ့နောက်တဲ့ထိုင်းလွှတ်တော်တွေယနေ့မလ22ရက်နေ့မှစရွေးပြောလုံးနေသည့် တရက်တဆွေးနွေးပွဲအတွင်ရှေ့ပြောင်းအလောက်တမများအရေးကိစ္စထိတွင်းတောင်းဆိုသွားမည်ဖြစ်ကြောင်းပြည်ထောင်စုလွှတ်တော်ကစပြောင်းကော်မတီ CRPA ထံကသိရှိရပါသည်။ထိုင်းမြန်မာနေဆက်တီတလုံချုံရဲနှင့်ငင်းချင်ရဲတီဆောက်မှုမင်းတင်ရဲခေါင်းစဉ်ဖြစ်အစူပါနေရက်တဆွေးနွေးပွဲကိုယနေ့နာနေပိုင်းကစတင်၍ထိုင်းနိုင်ငံဘန်ကောက်မြို့စီပါလီမန်လွှတ်တော်တွေကျင်းပနေခြင်းဖြစ်ကြောင်းသိရှိရပါသည်။ထိုင်းမှာရှိတဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်တအားကောင်းတဲ့သတင်းဖြစ်ပါတယ်။ ကောင်းလိုက်တဲ့တတင်းတော့တတင်းတောင်ုံမြုပ်ပေါ်တော့ဆာမင်းပွေးဆောင်ရန်တော်တော်ရင်းအိုးကိုတော်လိုက်ရဲ့အဖွဲတဖွဲကပိခက်ခေရာတော့ရဲ့အောက်ပွေးချင်းပြီးတေဆုံခေချောင်းတီစီရပါတယ်မလန်27ရက်နေ့နာနေစီနာရီခန့်တွေတောင်ုံမြုပ်ပေါ်တော့ဆာမင်းပွေးဆောင်ရန်စိုက်ကယ်ဖြစ်တော်တော်ရင်းအိုးကိုတောင်ုံတန်တောင်လမ်းပိုင်း၌ KNU တပ်မှနှိလက်အောက်ခံတော်လိုက်ရဲ့အဖွဲတဖွဲကပိခက်ခေချင်းပြီးချောင်းဒေတာတွင်စီရဲ့တရင်ချင်းမင်းထံကတီစီရပါတယ် ကောင်းလိုက်တဲ့တဲ့နော်တဲ့တုန်ကြီးတဲ့ပန်းတိုင်ကူတော်ဖူလန်တူနေတဲ့အတွက်ရန်ကုန်ဒုံနဲ့ရန်ကုန်တော်လိုင်းကြီးနော်လေးဖွေတော့မဟာမိတ်အဖြစ်ဖွေးစီလိုက်တယ်လို့ရန်ကုန်တော်လိုင်းကြီးနော်လေးဖွေကဒီနေ့မလ22ရက်မှာထုတ်ပြန်ကြေညာလိုက်ပါတယ်လက်စီတော်လိုင်းရဲ့ကာလကနဲ့တော်လိုင်းရဲ့ပြီးတဲ့နောက်ပြလေတီဆောက်ရဲကာလတိုင်အောင်ပြီးသူအကျိုးအတွက်အတူလက်တွဲတော့ဖို့မဟာမိတ်ဖွဲ့စည်းခဲ့တာလို့ဆိုပါတယ် ီမဟာမိတ်အဖွဲ့ကတွန်လှန်ရေးကာလအတွင်းမှာတဦးကိုတဦးဖေးမကူညီပြီးလူထုအကျုပ်ကိုထမ်းဆောင်သွားကြမယ်လို့လည်းကတိပြုထားတယ်လို့အတိပေးထားပါတယ်။အဲလိုမျိုးဖွဲ့စည်းမှုတွေကိုကျွန်တော်တို့ကလိုချင်တာကွာ။ဒါလေးစပါတယ်ရန်ကုန်ဒရုန်းနဲ့ရန်ကုန်တော်လှန်ရေးနောင်လေးဖွဲ့ကောင်းလေးတဲ့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  စစ်ကောင်စီလက်အောက်၌ဂျန်နေသည့်ဒေတာများစီပြည်သူများထံမရောက်ရောက်အောင်လာမည်ဖြစ်ကြောင်းကချင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူဘဒူးစောတိုနီကပြောဆိုထားပါသည်။လက်ရှိနိုင်ငံရဲ့စစ်ရေးအခြေအနေများနဲ့ပတ်သက်ပြီးတရင်စကားပြောကြားပေးရာမေးမြန်းချက်အပေါ်ယခုကေတောက်ပြောပြခြင်းဖြစ်ပါသည်။လက်ရှိစစ်ကောင်စီရဲ့လက်အောက်မှာဂျန်နေတဲ့သူတွေအလုံးတရင်ပေးချင်တာကကျွန်တော်တို့ကလာကိုလာမယ်မရောက်အရောက်လာမယ် ကျွန်တော်တို့ပြည်သူတွေရှိတဲ့နေရာကိုမရောက်ရောက်အောင်လာမယ်ကျွန်တော်တို့အောက်ချုပ်ရေးစနစ်အတိတ်တွေပြန်အစားထုမယ်လူထုဝန်ဆောင်မှုလုပ်ငန်းများကိုလည်းတော်လှန်ရေးလောက်ဆောင်ပြီးတဲ့အချိန်တီးမှာအေးဒါကိုထက်ချက်မကွာကျွန်တော်တို့ဆက်လက်လောက်သွားမည်ဆိုတဲ့တည်င်းကောင်းပေးချင်ပါတယ်ဟုပဒူးစောတော်နီက ပြောဆိုထားပါတယ်လာကူလာတိနေကွာပြည်သူတွေကစောင့်နေတာမြင်မြင်လာကြပါကွာအပြုံးတဲ့အလောက်ညီကြပါစေလို့ဒီကနေ့ပြောဆိုချင်ပါတယ်ဂျေယူလီတီပါတယ်လို့ မလနစနေရနေရငယ်နေပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲခေတာဆွင်တော့နောက်တရင်လေးတွေနားဆင်ကြည့်ရအောင်ရန်ကုန်မြို့ဗဟန်းမြို့နယ်ဘိုကျုပ်ပြလိုက်လမ်းရှိဒေါခင်ကြီးမျိုးသမီးစေးုံတွင်ကပစ္စည်းတွေကိုစစ်တပ်အရာရှိတွေကဥဆောင်ပြီးခိုးယူရောင်းချနေကြအောင် AMNJ ကစုံစမ်းတရှိရပါတယ်အဲ့လိုစစ်တပ်အရာရှိတွေခိုးယူရောင်းချနေရကိုစစ်တပ်လက်ကင်းကားတွေက တွေ့ရှိရကနေဖမ်းဆီးခဲ့တာကြောင့်၎င်းတို့အချင်းချင်းအချင်းပွားမှုတွေဖြစ်ပွားနေတယ်လို့လည်းသိရပါတယ် အဲ့ကပစ္စည်းတွေကိုစစ်တပ်အရာရှိကဥဆောင်ပြီးရောင်းချနေတာသူကထပ်ရောင်းချဖို့ပစ္စည်းတွေတင်ပြီးကားနဲ့ထွက်တဲ့အချိန်စစ်တပ်လက်ကင်းကားနဲ့တွေ့ပြီးဖမ်းခံလိုက်ရတာအဲ့မှာသူတို့ကိုစစ်ဆေးတော့စစ်တပ်ကဗိုလ်မှူးဆင့်ရှိသူကဥဆောင်ပြီးရောင်းချနေတာဖြစ်နေတော့သူချင်းချင်းပြဿနာတွေတက်နေကြပြီလို့တက်တွင်းသတင်းရင်းမြစ်တအူးက AMNG ကိုပြောပါတယ်လက်ရှိမှာတော့အဆိုပါကိစ္စနဲ့ပတ်သက်ပြီးစစ်တပ်အရာရှိတွေချင်းချင်းပြဿနာဖြစ်ပွားတဲ့နောက်မှာတော့ ဆေးဟောကပစ္စည်းတွေကိုလက်ခံဝယ်ယူခဲ့တဲ့သူတွေထံလိုက်လံဖမ်းဆီးပြီးအကြမ်းဖက်ချင်းချောင်ငွေညစ်တာတွေပြုလုပ်နေတဲ့အပြင်၎င်းတို့ပြစ်မှုတွေကိုအစားဝင်ခံခိုင်းဖို့ပြုလုပ်နေတယ်လို့သတင်းရရှိပါရတယ်။ဖောင်ဒေးရှင်းတွေကပစ္စည်းတွေကိုသူတို့ခိုးပြီးထုတ်ရောင်းနေတာကတိမ်းထောင်တဲ့ချီနေပြီးလောက်တောင်ရှိနေပြီလည်းမသိဘူး။ဘုမကင်းလက်ကားနဲ့တွေ့လို့ဖမ်းပြီးတော့ စ်တဲ့အရာရှိကရောင်းခိုင်းတာဖြစ်နေတော့သူတို့ချင်းချင်းမဖမ်းတော့ပဲပစ္စည်းတွေကိုလက်ခံဝယ်ယူတဲ့သူတွေကိုဖမ်းဆီးထားပြီးချင်းချောင်းဝင်မြစ်တာတွေပြန်ရောခိုင်းတာတွေလုပ်နေတာပေါ့သူတို့အပြစ်ကိုလွှဲချဖို့လုပ်နေတာပေါ့လက်ခံဝယ်ရတဲ့သူတွေကလည်းသူတို့စစ်တပ်ကရောင်းတော့ဝယ်လို့ရတယ်ထင်ပြီးဝယ်ကြတာပေါ့လို့၎င်းဖြစ်စဉ်နဲ့နှိစက်တဲ့စစ်တပ်တိုင်းဝန်ကမြို့သားတဦးကပြောပြပါတယ်ကျော်ခင်ကြီးမျိုးသမီးစေးယုံမှာကိုဆောင်မိခင်ဆောက်ရှောက်ကုသမှု ေးရုံဆင်းပြီးမွေးကင်းစားနဲ့မိခင်များကိုစောက်ရှောက်မှုပုံဆောင်မိခင်များခွဲစိတ်မွေးဖွားခြင်းနဲ့သားကြောဖြတ်ခြင်းလုပ်ငန်းများသားဆက်ချားလိုတဲ့မိခင်များအတွက် သားဆက်ချားခြင်းပုံဆောင်လူနာများကိုခလင်းမွေးဖွားပေးခြင်းအရေးပေါ်ခွဲစိတ်မွေးဖွားခြင်းဝန်ဆောင်မှုတွေကိုလှုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ဒေါက်ကင်ဂျီမျိုးသမီးစေးရုံကို2019ခုနှစ်ဒီဇင်ဘာလမှာနိုင်ငံတော်အတိုင်းအမြန်ပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်မှာဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ ဆိုပါဒေါခင်ကြီးမျိုးသမီးစေးရုံကိုမြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံတန်ယုံမှလူရန်ပြီးတရုတ်နိုင်ငံငင်းချဲရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းတို့ကအစ်စ်မြင့်တင်ပြင်ဆင်တိဆောက်ပေးခဲ့တာဖြစ်ပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်တပ်ကဒေါခင်ကြီးဖောင်ဒေးရှင်းရုံးတွေကိုဝင်ရောက်စီးနင်းပြီးအများပြည်သူလူရန်ထားတဲ့ငွေကြေးတွေနဲ့ပစ္စည်းတွေကိုသိမ်းဆီးခဲ့တဲ့အပြင်ဥက္ကဋ္ဌဖြစ်သူဒေါန်ဆန်းစုကြည်ကိုလည်းဖောင်ဒေးရှင်းမြင်နေရာတွေနဲ့ပတ်သက်ပြီး ရာဟုအနာအလွဲသုံးစားပြုကအာဂရီလိုက်စားတယ်လို့ဆွဆဲပြီးအာဂရီမှုလေးမှုအထိစစ်တပ်ကတရားစွဲဆိုထားတာဖြစ်ပါတယ်။ဆိုရင်ချော်တယ်နော်။အော် sorry မဟုတ်ဘူး။ဆိုရင်မရိုင်းတယ်နော်စစ်ခွဲတွေ။ချော်လေချော်တယ်။ဒီတင်းပြောတဲ့ကောင်မလေးကနာမည်မတူလည်းမသိဘူး။ရှမ်းပီနေဖက်လာကချင်းပီနေဖက်လာမတီးဘူးနော်ဆိုရမိုက်တယ်ကွာတာကြည့်တော့တကီးပြောတာကေဒါဆွင်တော့နော်ဗီဒီယိုစစ်ရှုံတို့ဘူးကြည့်တွေနဲ့ခီးတွနေတဲ့ခွေးဆူဝင်းအကြောင်းတစ်ချက်လုံးသင်ကြည့်အောင် တိုင်းစစ်ဌာနချုပ်နှစ်ခုနဲ့တပ်စခန်းတရာကျော်ဆုံးရှုံးထားတဲ့စစ်ကောင်စီတပ်ရဲ့ဒုစစ်ကောင်ဆောင်အနေနဲ့ခုနောက်ပိုင်းခီးစဉ်တွေမှာစစ်ရှုံးဒုတိယဗိုလ်ချုပ်ကြီးတွေနဲ့ရာထူးမတိုးတော့တဲ့ဒုတိယဗိုလ်ချုပ်ကြီးတွေနဲ့ကခီးသွားလာနေရပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းရဲ့မတ်လ၁၉ရက်နေ့ကတွားခဲ့တဲ့ရှမ်းတောင်ခီးစဉ်မှာစခန်းဆွန့်ခွာထွက်ပြေးသွားတဲ့ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးဒုတိယဗိုလ်ချုပ်ကြီးဘုံမြတ်နဲ့ရာထူးမတိုးတော့တဲ့ဒုတိယဗိုလ်ချုပ်ကြီးတေစာကျော်ဒုတိယဗိုလ်ချုပ်ကြီးတပ်ပေါ်ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးနေရောက်တို့လိုက်ပတ်သွားခဲ့ပါတယ်။မတ်လ၁၉ရက်နေ့မနေ့ကရှမ်းပြည်နယ်တောင်ပိုင်းအောင်မန်းတပ်နယ်စေယုံမှာစစ်ကူနေတဲ့ရမခရလခနဲ့ရပခအရာရှိစစ်သည်တွေနဲ့မြို့သူစစ်တွေကိုအပိစကားပြောရင်ထောက်ပံ့ငွေပေးသွားတာလို့ရပခနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။စစ်ပွဲတစ်လျှောက်ဒုချုပ်ကဦးဆောင်တာတခါမှနိုင်နေစွာလည်းမရှိတော့တက်ချုပ်ကသူ့ကိုတိုက်ပွဲကထွက်ပြေးတဲ့ဒုတိယဗိုလ်ချုပ်ကြီးတွေနဲ့ထားတာဖြစ်မယ်။ဗိုလ်ချုပ်ကြီးတွေကတက်ချုပ်နဲ့တကိုင်းတယ်လို့ပြောပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကနေဗိုလ်ချုပ်ကြီးဖြစ်လာတဲ့ဗိုလ်ချုပ်ကြီးရဲဝင်းဦးဗိုလ်ချုပ်ကြီးညိုစောနဲ့ဗိုလ်ချုပ်ကြီးအောင်လင်းတွေးတို့ဟာစစ်ကောင်းဆောင်နဲ့အတူပွဲတက်ပြီးကျန်ဗိုလ်ချုပ်ကြီး၆ယောက်မှလည်းဒုစစ်ကောင်းဆောင်ခီးစဉ်မှာလိုက်ပါတာအခုနောက်ပိုင်းတိတ်မတွေ့ရတော့ပါဘူးဒီလိုကဆတ်ထမှုတွေစစ်ဘက်အရာရှိချုပ်တွေနဲ့ခီးသွားလာရတာဟာရတခါနဲ့နမခခီးစဉ်အတွင်းဒရုန်းနဲ့ short တိုက်ဒုံးတွေနဲ့တိုက်ခိုက်ခံရလို့လုံုံရေးရကဆတ်ထမှုနဲ့စစ်ဘက်အရာရှိချုပ်တွေခေါ်သွားတာဖြစ်မယ်လို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ် ခုနောက်ပိုင်းဒုစစ်ကောင်းဆောင်ခီးစဉ်တွေကိုတရင်တွေကကြုံမသိတော့ရောက်လာမှသိရတာဘသူမှအသိမပေးတော့နမခါနဲ့ရတကခီးစဉ်မှာဖြစ်မှာဆိုလို့လူကြီးခီးစဉ်ဓပုံတွေတော့လုံကြုံတဲ့နေရာရောက်မှတင်ရတာလို့ရှင်းပြပါတယ်အနာသိမိနောက်ပိုင်းစစ်ကောင်စီတပ်ရဲ့စီရေးကိစ္စတွေကိုဥဆောင်နေတဲ့ဒုစစ်ကောင်းဆောင်အနေနဲ့တစ်ဆယ်နှစ်ဆက်ခွန်စစ်စင်ရေးမှာရမခါနဲ့နဘခတိုင်းစစ်ဌာနချုပ်နှစ်ခုနဲ့တပ်စခန်းတရားချုပ်ကိုလက်လွတ်ထားပါတယ်တဘောကျရတယ်ကွာ secret ring တွေကတော့တတော့ကိုရီရှာကောင်းတယ်နော်ရထူမတူတော့တဲ့ဘူချုပ်တွေတကယ်စားရကောဟိုဘီကေဒါဆွေတော့ no video ဘောလာခေတိတ်ပွဲအကြောင်း KAC ရဲ့ချက်ဘူးမှုကြည့်ပုံနိုင် interview ကိုချက်လောနာစင်ကြည့်အောင်ဟွာဘောလာခဲမှာလေတိုက်ပွဲပြင်းထန်နေဆိုစကူးရဲလေးရနေပြာမစပြီဟုတ်ကဲ့ပါခင်ဗျဘယ်ရဘောလာခဲဘောလာခဲဟွာတက်ရင်တွေဟွာဝင်တိုက်နေတယ်ဆိုပြာမသတင်းတွေးလို့ပါဘူးမူကြီးဟုတ်ဟုတ်ကဲ့ပါဟုတ်ပါလေမမတဲ့ 哦，十个月呢？你啥那个没有？十个，一把啥的，一把那是一把。OK，朋友，我来那开业呢嘞，我压他的比我吃多嘛呢嘞，没他的，你说呢？我来细节都第二路嘞，啊不老老没事嘛能对吧？哎，是是啊，那我不拿这部的嘛，提出大家那压他的，来来出来第二路嘞，OK 吧？那慢慢的。哦，OK，好。ဘာဘူဝမှုတယောက်ဘူဝမှုစတက်ကလေဘူဝမှုတယောက်ပါဆုံးတာလည်းမသိရတော့ဟုတ်လားမသိဘူး ဟုတ်ကဲ့ပြန်တိကျမရသေးဘူးတော့မှကလေးရကတဲလုံးနဲ့ခက်ခက်ဖြစ်တော့ဟိုဒီလိုလဲသူသူငငါခြားကြတော့ချိန်မရသေးဘူးလေတော့ဆန်တော့ဟောဟုတ်အဲ့ဆိုလက်ရှိတိုက်ပွဲတော့ဆက်ဖြစ်နေတော့ပေါ့ဖြစ်ဖြစ်မှရလို့မလဲဟောဟုတ်ကဲ့ဟုတ်ကဲ့အဲ့ကိုဘောလည်းခဲကိုအပြီးသိမ့်မယ်ပေါ့အဲ့ဆိုမူရမပြီးသိမ့်လဲမယ်ရှင်မရှုပ်တယ်ကျွန်တော်တို့ကရှုပ်တယ်ခြားတော့ပြင်းကြလဲအခုပြင်းခြားလဲမလို့ဟုတ်ကဲ့ကိုမူရဟုတ်ကောင်းပါတယ်ဟုတ်အဲ့ဆိုဟောဘာထပ်ဖြစ်ပြပြမလဲမသိဘူးကြည်သူတွေကိုတော့လေ သူတီတူကတော့ရှိတော့ဘူးဓမ္မသူတို့နေဖရဘောတော့အဲ့ဒီကွာရှစ်ပလမလူတွေပြန်နေနေမလဲအဲ့လိုပါပါဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ပူပူဆုံးလားဟုတ်ဟုတ်ကဲ့ဟောဒီရေဘော်တွေအချင်းတွေရောဒီဘက်ကကျွန်တော်တို့ဘက်ကရေဘော်တွေချင်းရောဘယ်လိုရှိလဲအဲကျွန်တော်တို့ကတော့ထိခက်တရတော့ရှိတယ်ဆိုလဲကြောက်ကြက်တာလက်ရှိနဲ့နေတာမဆေးစီကြက်တော့မရသေးဘူးတော့အလုံးကျွန်တော်ကဖိကျော်သုံးကျွန်းနဲ့တဲ့နေတယ်လေဟုတ်ကဲ့ပူပူရှင်းတော့တော်ပေါ့ဟုတ်ကဲ့ပူပူဟုတ်အဲဝါဘီလမဖြုတ်ဖို့ အလုံးလုံးနေပါလေဟုတ်ကဲ့အနာတော့ချစ်ပြီးမလားမသိဘူးကျွန်တော်ရှက်တော့ကျတော့တလနေပါပြီးတလနေပါမှပြီးတယ်လေရှက်တော့ဒီဟာကဟုတ်ကဲ့ပုံပြီးတော့ဘောလကဘီဟာကတော့တိုက်တုပ်ကြီးထိုင်ထားတော့တိုက်တုပ်ရှင်လည်းလူများမလားလူတော့တိတ်မရှိတော့ဘူးရှင်လည်းဒါပေမဲ့လူသိတော့လာတယ်လူ hash key လာချတော့ရှိတော့ဒါပေမဲ့ဒီတော့ပဲတော့မလာနိုင်တော့ဘူးရှင်လည်းကြည့်ကွာဘောလကတော့ရှုပ်တယ်တင်းပိတ်မယ်တဲ့တဘောချဖန်နေတာမန်ဆုံးစကားပဲကြည့်တာဆိုရင်တော့နောက်ဗီဒီယို တဲ့ရင်လိုက်ရှိတယ်မလောက်ခဲ့တဲ့တက်ချက်ကြီးရဲ့အင်တာဗျူးကိုတစ်ချက်လောနာဆင်ကြည့်အောင်ဟိုလက်ရှိတော်လိုင်းအရွေရောဘယ်လိုမြင်လဲအရင်တုန်းကအဲစတက်ကပြောထားတဲ့အခြေအနေနဲ့ဗောနော်ဒီစတက်ကသူတို့ပြောတာအများနဲ့ရှိတယ်ဗောနော်ဒီသူတို့စတက်ကဘရောမှကြာဆုံးနိုင်မဲ့အနေအထားမျိုးကိုကူးဆိုတဲ့အနေအထားမျိုးအများနဲ့ပြောတာရှိတယ်ဗောနော်အဲ့လိုမျိုးအနေနဲ့လက်ရှိဖြစ်နေတဲ့တော်လိုင်းအရွေအနေနဲ့မဟုတ်ဘယ်လိုမြင်ဘယ်လိုမြင်ရှုမြင်တာရှိတယ်လဲဆရာကြီးမြင်နေဗောနော်တော်လိုင်းရဲ့မြင်ရတော့ဒီလက်ရှိကသူတို့ကပြည်သူလူထုကသူတို့ဘက်မှာမပါတာဖြစ်သေးတယ်မကြောက်ဘူးဗျကြာရှုံးမှာပါသူတို့ ကျွန်တော်တို့ဒေါ်လာအင်အားနဲ့တနိုင်ငံလုံးကအကုန်လုံးဖြစ်နေပြီဒီလူလူတို့တရလုံးကလည်းဒေါ်လာအင်အားကိုထောက်ခံတယ်အားပေးတယ်ပူညီတယ်အစားတောက်ကစားအကုန်လုံးပံ့ပိုးပေးနေတယ်ဗျသူစစ်ကောင်စီကတော့သူတစ်ဖွဲ့ပဲရှိတော့တာပေါ့တစ်ဖွဲ့ပဲရှိတာဆိုတော့အကြောက်ကြာဆုံးသွားမှာပါသူအနေနဲ့လက်ရှိဘောနောမင်းအောင်လည်းရပါဘောနောအခုသူကပြောနေတာဘောနောဒီတရားတော်စစ်ကိုသူကဆင်နွှဲနေတာဖြစ်တယ်ဘောနောအဲ့ဒီဘောဟောတာဘယ်လိုမျိုးဟိုပြောနေတာရှိလဲ ဒါကတရားသောစစ်ဆိုတာတော့မရှင်းနိုင်ဘူးဗျတစ်ဖက်သက်ပြည်သူအနိုင်ကျင့်တယ်လို့ပဲကျွန်တော်မြင်နေကြသူအနာယူပြီးမှသူအနာတီးဖို့အတွက်ကိုသူကသူတစ်ဖက်သက်ပြည်သူအနိုင်ကျင့်ပြီးတက်ပြတ်နေတယ်လို့ပဲမြင်နေကြကျွန်တော်တော့ဟုတ်ကဲ့ဒီချိန်မှာဗောနောသူကဟိုမင်းအွန်လိုင်းရောတရားသောစစ်ဆိုပြီးတော့ပြောနေပြီးတော့ဗောနောဒီ ီလေရင်နဲ့ဗောနော်ဒီဘုံကျဲတယ်ဗောနော်ဒီဘုံကျဲမှာဆိုရင်ဗောနော်ဒါရှိတိမြနေဗောနော်နေရဗောနော်ဒီမြို့တွေလည်းဖြစ်ဖြစ်မယ်ယွာတွေလည်းဖြစ်ဖြစ်မယ်ဗောနော်ဒါမှမဟုတ်တောတောင်တွေထဲမှာဗောနော်သူတို့ရဲ့ဗောနော်ဒီအစေးပြမလို့တက်မှတ်ထားတဲ့နေရာတွေဗောနော်ဒီမျိုးတွေရှိတိမြဘုံကျဲတယ်ဗောနော်အဲ့လိုမျိုးကျဲတဲ့အနေထားမြတ်မှာဗောနော်ဒီပြည်သူတွေဗောနော်ပြည်သူတွေဒါဘုံနဲ့ထိပြီးတော့ဗောနော်အော်အထူးသဖြင့်တော့ဗောနော်ဟိုပြည်သူလူထုတွေထိပြီးတော့တည်သွားတယ်ဗောနော်ဒီလေရင်ကဘုံကျဲပြီးတော့ထိသွားတဲ့အနေအမျိုးတွေတွေ့ရတယ်ဗောနော်အဲ့ဒီပုံမှာရောဘာများပြောချင်တာရှိမလဲအဲ့ဒါကတော့ သူကဘယ်လိုပြောမလဲဆိုတော့ကြွမနာကြီးမီးနေရှုလို့ပေါ့အခုသူကဒေါ်လာရေးကျဲပေါ့သူ့တိုက်တယ်သူတို့အာနာဝမခံချင်လို့ကျွန်တော်လည်းတော်လှန်တယ်သူ့ကိုတန့်ကျင်ပြီးတော့ကျွန်တော်တို့ထွက်လာခဲ့တယ်အလို့ရှင်ကျွန်တော်တို့လောက်ပြီးသူဒေါ်လာရေးပေါ့ဒီကိုတိုက်ရှင်မျက်နှာချင်းဆိုင်တိုက်ပေါ့သူကအဲ့လိုမဟုတ်ဘူးအခုကကြွမနာကြီးမီးနေရှုဆိုတဲ့အနေထားမျိုးနဲ့ချောက်လို့တာအယူရှိပန်းချောက်လို့နေနေတာပေါ့တက်တက်ဟိုငါလုံးလို့ရတယ် ငါလက်ထက်မှာဒါရှိတဲ့ငါလုံးလို့ရတယ်ဆိုတော့ငါတကောကောပြီးလုံနေအနေထားအဲ့လိုဖြစ်နေတာဗျအဲ့တော့ဒီကြိုင်းနေနဲ့ဒါဟိုလက်နက်ငယ်လက်နက်ကြီးတန်းတန်းနေပေးနေဗောနောလက်ရှိဟိုလက်ရှိနေထားမှာဆိုတော့အဲ့လိုမျိုးပေးတဲ့အနေထားမျိုးမှာအကြိုက်ကြုံလို့ရတယ်ဗောနောဒီအတွေ့အကြုံတစ်တည်ကိုလည်းနည်းနည်းလေးမျှဝေပေးပါဦးဟိုမှာစစ်ကောင်စီမှာတို့တော့မော်ဒီမှာတော့သူတို့ကဟိုပြည်သူဆိုတော့အရင်တက်တက်ဖြစ်နေတာဗောအရင်တက်တက်ဆိုတော့ဒီလက်နက်တွေနဲ့တွေ့တွေ့မှုမရှိဘူး စစ်စင်စည်ရွေ့ကြုံနေမှရှိသေးတော့သူတို့လည်းနည်းနည်းအစိမ့်သက်သက်ဖြစ်တာပေါ့တင်ရတဲ့ခါတော့နည်းနည်းစိတ်ရှိပြီးတော့တီးခံရတယ်စိတ်ရှိရတယ်သူတို့ပညာတစ်ခုကိုလွယ်ကူကူတက်လို့နိုင်တဲ့အနေထားတွေရှိတင်ပေးရတာပေါ့အဲ့ဒါလေးတော့ရှိတယ်ဗျဒါလေးဆပါတယ်တက်ချက်ချီပလေးဝတ်မှာတက်ရင်လိုက်သူ့တပေ့တွေနဲ့စီဒီမလောက်တော့တဲ့တက်ချက်ချီဖြစ်ပါတယ်တုံ့ပြန်ချင်းတွေအဲ့ဒီတရင်ကိုကြားကြမှာပါဗီဒီယိုတွေလည်းကျွန်တော်တင်ဖို့ပါတယ်ဒါလေးဆက်ရှာကောင်းတဲ့တက်ချက်ချီဖြစ်ပါတယ် အားရှိရှာကြည့်ဖြစ်ပါတယ်။ကြည့်တာဆိုရင်တော့နောက်ဆုံးဗီဒီယိုနမင်းဟင်းကိုကြီးရဲ့ great တွဲစာမေးပွဲရွှေဘုံမှာသွားပြေဖို့ကြောင်မြောင်းကဆီယာမတွေကိုယ်တိုင်ကခမာယာစနစ်ကိုတရင်ပို့ဖို့အကူညီမတောင်းလို့ခမာယာစနစ်ကဘာမှမလုပ်ပေးနိုင်ဘူးလို့ចောင်းသားမိဘတွေနဲ့ចောင်းသားတွေကို15ရက်3လ2025ရက်နေ့မှာပြောခဲ့တယ်မနက်ပိုင်းကကြောင်မြောင်းတက်ကအရာရှိတွေကပြောလွတ်လို့တဲ့ចောင်းသားတွေနဲ့ចောင်းသားမိဘတွေငိုပြီးပြန်လာကြတယ်တဲ့ ကြောင်မြောင်းမှာမြို့ခံဆရာမက၃ရောက်လောက်ပဲရှိတာတဲ့အခြားဆရာဆရာမတွေကလာပြီးစာတင်မပေးတာတဲ့လမ်းမပိတ်ခင်ကလေးကပါတဲ့ကျောင်းကလည်းပိတ်ထားတယ်လေတဲ့အဲ့ဒီကျောင်းသား၁၈ရောက်နေသူတို့မိဘတွေကကြောင်မြောင်းကလူတယောက်ကို PDF တွေစီမှာအကူအညီတောင်းခိုင်းတယ်တဲ့အဲ့ဒီလူကားတွေရေတော်ချေးရွာ PDF gate ကိုအကျိုးကျောင်းသွားပြောပြီးတယ်တဲ့ PDF က15ရက်3လ2025ရဲ့နေ့နေ့လယ်မှာရွှေဘုံမြို့ကိုတောလန်းကနေပို့ပေးတယ်တဲ့လမ်းမှာတညလေးရတယ် 16ရက်3လ2025ရက်နေ့ကဒီမနေ့10ရက်နေ့လောက်ကရောက်သွားပြီတဲ့အဲ့ဒီចောင်းသားចောင်းသူတွေမနေ့ပြန်စာမေးပွဲဝင်ပြေကြမှာပါတဲ့ចောင်းမြောင်းကပြည်သူတွေရင်ထဲမှာတဲ့စစ်တပ်ကိုဘာပဲကူညီတောင်းတောင်းမရဘူးအော်ခံရငောက်ခံရအစဲခံရတာပဲအဖတ်တင်နေ PDF ကမှကလေးတွေစာမေးပွဲဖြီလို့ရအောင်ကူညီသေးတယ်ဆိုတဲ့အတွေးတွေသူတို့ရဲ့အုံနောက်ထဲမှာရောက်သွားပြီဗျာတဲ့ចောင်းသားတွေကလည်းတဲ့နှစ်နှစ်နာမှာဆိုရင်လို့စာမေးပွဲကိုဖြီချင်နေကြတာပေါ့တဲ့ မျိုးကံဆီယာမားတွေကလည်းចောင်းပိတ်ထားတာပဲဆိုပြီးចောင်းသားတွေကိုမငဲ့ညာဘူးတဲ့ခမာယာစနစ်ကိုစာမှုပဲပြင်မဲ့ကိစ္စအတွက်သွားပြောရမှာပြောမပြီးဘူးတဲ့တက်ကလည်းငါတို့ကိုဆီယာမားတွေကိုယ်တိုင်လာပြီးမတင်ပြလို့ဆိုပြီးចောင်းသားမိဘတွေကိုអော်ငေါ့ဆူဆဲလွတ်တယ်တဲ့တာဝန်မဲ့သူတွေလုတ်တယ်တဲ့နောက်ဆုံးနဲ့မရရတဲ့နေနဲ့ PDF ကိုကူညီတောင်းရတဲ့ဘဝရောက်တယ်တဲ့ PDF ကလည်းစာမှုပဲပြည်ပြီးရင်ចောင်းမြောင်းကိုပြန်မလာတော့ပါဘူးဆိုတဲ့ဝန်ခံကလေးကိုတောင်းတယ်တဲ့ចောင်းသားတွေကလည်းចောင်းမြောင်းမှာငတ်တည်မဲ့အတူတူရွှေပူမှာပဲ ဘယ်လိုနေရနေရနေတော့မယ်ဆိုပြီးတော့ခရီးပေးလိုက်တယ်တဲ့နော်ကဲကောင်းကြသေးလားအကိုကြီးခင်ဗျာတဲ့ကျွန်တော်တို့ကအတိညာနေလို့လားမတည်ဘူးတဲ့နားမလဲတော့ဘူးမစင်စားမတွေးတော့တတ်ပါဘူးတဲ့ယင်းထဲမှာတော့ကျွန်တော်ကိုယ်တိုင်လည်းနစ်နေအောင်ခံစားရပါတယ်ကျွန်တော်တို့ကိုအပြစ်ပြောရမှန်းကိုမသိပါဘူးနော်ဒီကြောင်းသားတွေကဲတွေးချက်ပြီလားဘိုးမတွေခွေးမျိုးတွေအဲ့ဒါပဲဘာမှပြောတော့ဘူးဟုတ်ကဲ့ပါတုံးကြီးချင်းတော့ဒီနေ့ရတင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများကြည့်တင်ပါတယ်ကျမကြီးစိတ်ချပါ I love you all God bless you all Thank you for your time.